မင်္ဂလာပါရှင်ဒီရက်ပိုင်းမှာ Critics လိုချင်တာဝယ်မရတာနဲ့ YouTube ကလုံနေတွေလေးလာပြီးတော့ like လုပ်ကြည့်တာလိုရတာလွယ်ကူပါတယ်စားလို့လည်းကောင်းတဲ့ Critics လေးရရှိပါတယ်ရှင်ကျူပီးသားနွားနို့ကိုအသုံးပြုပါတယ်နွားနို့85ချက်သားကိုကျူပါမယ်ရှင်လက်ထဲကြည့်လိုက်လို့ခန်းနှင်းနှင်းအနေဒါဆိုရင်တော့ရှာလကာရေးသို့မဟုတ်သမယာရေးထည့်လို့ရပါပြီ။ ဒီမှာကတော့ရှာလကရေကိုအသုံးပြုပါတယ်။ပထမဒဇွန်ထည့်ပြီးခဏမွေပါမယ်။ပြီးရင်နောက်တဲ့ဒဇွန်ထည့်ပြီးမွေပါမယ်။တခါတည်းအများကြီးထည့်လိုက်တာမျိုးမဟုတ်ဘဲနဲ့ရှာလကရေကိုနည်းနည်းချင်းစီခွဲပြီးတော့ထည့်လိုက်၊မွေလိုက်နဲ့လှုပ်လိုက်ပါမယ်ရှင်။ ရှက်လက်ကရေငါးစုံထည့်ပြီးမှတော့နွားနို့ကအဖက်လေးကိုွဲပြီးထွက်လာပါပြီ။ငွေပေးနေရင်လည်းအဖက်တသက်အရေးတသက်အနေထားဖြစ်လာပါပြီ။မီးပိတ်ပြီးတော့ခနာအေးခံလိုက်ပါမယ်။ပြီးရင်တော့အဝေးတန်တန်လေးနဲ့အဖက်တွေကိုရေစစ်ပါမယ်ရှင်။ခရင်ချီးမှာဆိုရင်အချင်းအရသာပါတာကိုပူကြိုက်တာမို့လို့ရေထက်မစည်းတော့ပဲနဲ့ဒီတိုင်းပဲကြိတ်ပါမယ်။အဖက်တွေကိုယူပြီးကြံတဲ့အရေကိုတော့စိတ်သားအမေသားဟင်းတွေထဲကိုထည့်ချက်လို့ရပါတယ်ရှင်။ နွားနိုးကပြစ်ပြီးကောင်းနေဆိုရင်မလိုင်ဘက်တွေပူပြီးရပါတယ်ရလာတဲ့မလိုင်ဘက်တွေကိုဘလန်ဒါနဲ့ထပ်ပြီးကြိတ်ပါမယ်ရှင် ုထဲကိုအရသာအတွက်တကြား10ဂရမ်ထည့်ပါမယ်။စားက2ဂရမ်ထည့်ပါတယ်ရှင်။ထောပတ်10ဂရမ်ထည့်ပါမယ်။ ခုနကစစ်ထုတ်လိုက်တဲ့ရေတစွန်းထည့်ပါမယ်ခရင်သားချောချောညံ့ညက်လေးရဖို့အတွက်ကြိတ်ပါမယ်ရှင် ရလာတဲ့ခရင်ကဘလောက်ဂရမ်ပမာဏရှိလဲဆိုတာကိုချိန်ကြည့်လိုက်ပါမယ်။နွားနို85ကျပ်သားကိုခရင်က232ဂရမ်ရရှိပါတယ်။ မျက်နှာပြင်ကိုညင်ညာအောင်ညှိပေးလိုက်ပြီးတော့ရေခဲတက်တာထဲမှာထည့်သိမ်းလို့ရပါပြီ။နောက်ဗီဒီယိုမှာတော့ဒီခရင်ချီစ်ကိုအသုံးပြုပြီးတော့ garlic bread လုပ်ပြပါမယ်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးပဲကိုစိတ်ချမ်းသာပြီးဘေးရန်အပေါင်းမှာကင်းဝေးကြပါစေရှင်။